ဘဏ္ဍာငွေဟာဆိုလို့ရှိရင်ဒီတော်လှန်ရေးရဲ့အသက်သွေးကြောလို့ပြောရမှာပေါ့နော်ဆိုတော့ဘဏ္ဍာရှာပွေရေးတာဝန်ခံတယောက်အနေနဲ့ပြည်တွင်းပြည်ပကပြည်သူတွေရဲ့ထက်ဝင်လူတန်းငွေတွေကိုဒီစစ်မြေပြင်မှာအမှန်တကယ်လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေစေဝါးစားနပ်ရိက္ခာတွေအဖြစ်နဲ့အချိန်မီဖြည့်ဆည်းပေးနိုင်ဖို့ကိုဆိုလို့ရှိရင်ဘယ်လိုမျိုးအစီအမံခန့်ခွဲရပါသလဲရှင်ဒီလုပ်ငန်းစဉ်မှာပေါ့နော်ဖက်ဖက်အနေနဲ့ကြုံတွေ့ရတဲ့အကြီးမားဆုံးအခက်အခဲတွေဆိုရင်တော့ဘာတွေဖြစ်မလဲ ပနာရှာဖွေတူတူကရမ်းအရေးကြီးရဲ့ဗျလုပ်ငန်းစဉ်ထဲမှာဘောနောပနာငွေကြိုက်နေတူတယ်ရှာတဲ့သူက အရန်ကိုအန်တင်များတယ်ပေါ့နော်အမားမခံတဲ့လုပ်ငန်းတစ်ခုပေါ့ဗျအဲ့လုပ်ငန်းတစ်ခုမှဆိုကျွန်တော်တို့ကဒီပြည်တွင်းပြည်ပကထပ်ပို့လာတဲ့မြန်မာပြည်သူတွေရဲ့ဟာကိုကျွန်တော်တို့ဒီတခြားအရန်စီသေးရပါတယ်ဘဲကောက်ထဲဝင်သွားလေပြီးတော့ကျွန်တော်တို့တပြားတစ်ချက်မှအမှားယုံခံလို့မရဘူးပေါ့နော်ဒီရှစ်တန်းနဲ့နောက်တန်းမှာကျွန်တော်တို့ဒီကဏ္ဍတွေအများကြီးခွဲရတယ်ပေါ့အဲ့ချိန်မှာဆိုရင်ဟိုလိုအပ်ချက်တရားများနေပြီးတော့ကျွန်တော်တို့ဝင်လာတဲ့ငွေတွေမပြည့်ဘူးဆိုရင်ဖေးနေရငွေတွေကိုကျွန်တော်တို့ဘယ်လိုယူသုံးရမလဲလှည့်သုံးရမလဲပြီးတော့ဘယ်လိုပြန်ဖြည့်ရမလဲခရရန်တွေကိုကျွန်တော်တို့ဘယ်လိုစုဆောင်းရမလဲပြီးတော့အဓိကကျွန်တော်တို့တိုက်ပွဲတွေမှာဆိုရဲဘော ါ်ရီဒဏ်ရရတယ်ဒဏ်ရရတဲ့အချိန်မှာသူတို့ရဲ့လူအချက်တွေကိုငါတို့ဘယ်လိုမျိုးအကောင်းဆုံးဖြည့်ဆည်းပေးကြမလဲဒီဘက်ကဆေးဥစီကန်ဒီကစီဝါတွေကိုအခမဲ့ကုသပေးတယ်ဒီရေဘော်နောက်တန်းပြောင်းလာပြီဆိုရင်တော့ကျွန်တော်အနေနဲ့ကဒီကြက်မိုက်ဆောင်ချက်မှုတွေပြန်ပေးရရှိတယ်ကျွန်တော်အကန်ကအများအများကြီးခွဲရပါတော့เนาะကျွန်တော်တို့ဒီ line by line ဒီပြန်ဆွဲဆွဲပြီးပြီဆိုရင်ဘယ်ကန်တိုင်းမှာဘယ်လောက်သုံးမယ်ဆိုတော့ပေါ့เนาะအာကျွန်တော်တို့တခြားစီမံပါတယ်ဗျအခက်ခဲတွေကဘာရှိမလဲဆိုကျွန်တော်တို့ပေါ့ဒီစစ်အရန်ပူလာတဲ့အခါခရရန်ရန်လူလာတဲ့အခါကျွန်တော်တို့ထောက်ပုံငွေတွေကညွန်နေလာပြီဆိုရင်ကျွန်တော်တို့မှာပေါ့เนา အဲ့ချိန်ကဏ္ဍတော့ကျွန်တော်တို့အခက်ခဲဆုံးကဏ္ဍလို့ပြောလို့ရပါတယ်ဗျာစင်စာဆုံးဖြဲတဲ့ဟာပေါ့နော်အဘယ်ဟို line ရအရန်ရေးကြည့်နေရဗျာဆီမှာအဲ့လိုမျိုးအရေးအရန်ရေးကြည့်နေအချိန်မှာဘယ်ကဏ္ဍဟာတွေကိုကျွန်တော်တို့ဟိုဟာပဲယူတော့မလားတရားပြန်ဆိုပြီးရင်ငါတို့ယူသုံးပြီးရောဘယ်လိုပြန်ဖြေးကြမလဲဆိုတဲ့ဟာတွေဟိုအဓိကခရင်လူအဲ့ချက်ဒီမှာကျွန်တော်တို့တော်ခေါင်းပူအောင်စဉ်းစားရပါတယ်ဗျာ